ဒုက္ခသည်စခန်းတွေမှာနေထိုင်တဲ့မြန်မာနိုင်ငံသားတွေကိုထိုင်းမှာအလုပ်လုပ်ကိုင်ခွင့်ပြုလိုက်ပြီးကမရီးယားလုပ်သားတွေခေါ်ယူဖို့မလိုအပ်ကြောင်းထိုင်းဝန်ကြီးချုပ်တဲ့အနုထင်ကပြောကြားကြောင်းဘန်ကောက်ပို့စ်ကသတင်းဖော်ပြပါရယ်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ဒုက္ခသည်စခန်း၉ခုမှာနေထိုင်တဲ့မြန်မာဒုက္ခသည်တွေကိုလာမယ့်တစ်နှစ်အတွင်းထိုင်းနိုင်ငံမှာတရားဝင်လုံလောက်ကင်ခွင့်ပေးမယ်လို့ထိုင်းဝန်ကြီးချုပ်ကဗုဒ္ဓဘူးနေ့ကပြောကြားခဲ့ပြီးကမ္ဘောဒီးယားလူသားတွေကိုပြန်လည်ခေါ်ယူဖို့မလိုအပ်ဘူးလို့သတင်းမှာဖော်ပြထားပါတယ်။ အော်တိုဝါတရက်ကစတင်ပြီးဒုက္ခသည်တွေကို၎င်းတို့ရဲ့စခန်းပြင်ပမှာတနည်းလောက်ကင်ခွင့်ပေးထားကြောင်းဝန်ကြီးချုပ်ကပြောပါရယ်ဒီလိုခွင့်ပြုရမှာထိုင်းနိုင်ငံဟာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာမူတွေကိုလိုက်နာပြီးစီးမြင့်တွေနဲ့ဥပဒေတွေကိုနာခံတဲ့ဒုက္ခသည်တွေအတွက်အခွင့်အလမ်းတွေဖွင့်ပေးတာဖြစ်ပြီး၎င်းတို့အတွက်အထောက်အကူဖြစ်နိုင်တယ်လို့ဝန်ကြီးချုပ်ကပြောပါရယ် အလုံရှင်တွေကလည်းမြန်မာဒုက္ခသည်တွေအတွက်တတ်တာချောင်ကြည့်ရင်းနဲ့အလုံသမားဥပဒေတွေနဲ့အညီထောက်ပံ့ငွေတွေပံ့ပိုးပေးမှဖြစ်ကြောင်းအမကန်ချက်ပေးခဲ့တယ်လို့သတင်းမှာဖော်ပြထားပါတယ်။ဒီအလုံသမားတွေဟာတရားဝင်အလုံသမားတွေဖြစ်လို့အကာအကွယ်ရလိမ့်မယ်လို့ဝန်ကြီးချုပ်ကပြောပါတယ်။အလုံလုံကင်ခွင်ဟာပြည်နယ်လေးခုမှာရှိတဲ့ ဒုက္ခသည်စခန်း၉ခုမှရှိတဲ့မြန်မာနိုင်ငံသားတွေနဲ့သက်ဆိုင်ပြီး၎င်းတို့ဟာမြောက်ပိုင်းအလဲပိုင်းလွင်ပြင်နဲ့အရှေ့ပိုင်းမှရှိတဲ့ပြည်နယ်၄၃ခုမှအလုံးလုံးနိုင်တယ်လို့၎င်းကဆိုပါတယ်။ထိုင်းလူသမားဝင်ကြီးဌာနရဲ့အဆိုအရတာရှ်ခရိုင်မဲဟောင်းဆောင်မှ၄ခု ကန်ချနာပူရီနဲ့ရုရှားပူရီတို့မှာတစ်ခုစီရှိပြီးမပုံတင်ထားတဲ့ဒုက္ခသည်42600တဦးရှိရလို့သိရပါဗျ။ကမ္ဘာရီးယားနဲ့နယ်နိမိတ်ချင်းပဋိပက္ခကြောင့်ကမ္ဘာရီးယားလုံတမသိန်းနဲ့ချီနေရနိုင်ငံကိုပြန်လည်ထွက်ခွာသွားခဲ့ပြီးပြန်မလာပါကကမ္ဘာရီးယားမှာရှိတဲ့၎င်းတို့ရဲ့ပိုင်ဆိုင်မှုတွေကိုဆုံးရှုံးရမယ်လို့ဖိအားပေးခံခဲ့ရကြောင်းဘန်ကောက်ပို့စ်ကဖော်ပြခဲ့ပါဗျ။